ပေါ်တင်ကြီးကောင်းနေတဲ့ဘာစီလိုနာဂျာမန်လူမျိုးနီးပြဟန်စီဖလစ်ရဲ့လက်ထက်ဘာစီလိုနာအသင်းဟာပေါ်တင်ကြီးကောင်းနေပြီးဖလားသလုံးလမ်းကြောင်းပေါ်ပြေးနေပါတယ်။ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမအကြောအဖြစ်အိမ်ဝင်မှာဒေါမွန်အသင်းကိုလက်ခံကစားခဲ့ရာလေးခုပြအနိုင်ကစားခဲ့ပါတယ်။ဝမ်ဒက်စမိုလီယိုနော့စကီကနှစ်ဂိုးသွင်းယူကဘရာစီတာရာဖင်ဟာနဲ့စပိန်ကျပွင့်ရာမယ်ရိုကတဂိုးစီသွင်းယူခဲ့ပါတယ်။ လီဝါနော့စကီဟာဘာစလိုနာကစားသမားဘဝအကောင်းဆုံးဘောလုံးရာသီကိုပိုင်ဆိုင်ကာရော်ဖင်ဟာကဒီယာသည်ဂိုးပောင်ဝင်ပတ်သက်မှုအချိန်60တိရှိလာပါတယ်။အင်ဝင်ကိုပြနိုင်ပွဲကြောင့်ဘာစလိုနာဟာချန်ပီယံလိစီမီဖိုင်နယ်အဆင့်ကိုတက်ရောက်ဖို့တည်ကြနေပါပြီ။ဘာစလိုနာအသင်းရဲ့ခြေစွမ်းကထိမနိုင်တေမီယာဖြစ်နေတဲ့အပြင်2025ခုနှစ်အတွင်းအရှုံးဆိုတာဘာမှမသိပါဘူး။ 2025မှာတယ်မိုးစုံ23ပွဲကစားခဲ့ရာ19ပွဲအနိုင်ရပြီးတရီ၄ပွဲနဲ့ရှုံးမွေးမရှိတဲ့အပြင်ကစားသမားကိုစီယုံကြည်မှုအားကောင်းနေတာပါဘာစလိုနာဟာချန်ပီယံလိစီမီဖိုင်နယ်အဆင့်မှာဘိုင်ယန်မြူးနစ်ဒါမှမဟုတ်အင်တာမီလန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်စပိန်ကိုပါတယ်ရင်းဘောလူပွဲအဆင့်ကိုလည်းတက်ရောက်ကရီယယ်မက်ဒရစ်အသင်းနဲ့ဘောလူရမှာပါ ်လာလီဂါမှာပွဲ30ကစားအပြီး68မှတ်နဲ့ရီယက်ကို၄မှတ်အတလတီကိုကို9မှတ်ဖြတ်ထားတာပါလက်ရှိအဆုအဖွဲ့နဲ့အတင်းချေစွန်ထက်မြက်နေတာကြောင့်ဖလားသုံးလုံးကမျောလင်းလို့ရနေပါတယ်ဘာစလိုနာဟာ2014ဆန်လာနောက်ပိုင်းချန်ပီယံလိဖလားနဲ့ဝေးကွာနေရပါတယ်ဟန်စီဖလီဟာသူ့ရဲ့ဘာစီလိုနာ ပထမဆုံးရာသီမှာအောင်မြင်မှုတွေရဖို့တာဆူနေပါပြီ